မြင့်မြတ်တဲ့အလုံးဆိုတာတိုင်းနိုင်ငံမှာရှိတဲ့ပြူရောင်ပရာဟိတအသင်းတို့အသင်းသားများကဘုံဘုံကို တရားပွဲပင့်ပြီးတော့တရားဟောပြီးတဲ့အချိန်မြန်မာပြည်ကို ပြန်လာနေမှာပြူရောင်ပရာဟိတအသင်းတို့အသင်းသားများက ဆုံးမဩဝါဒပေးဖို့အတွက်တောင်းဆိုကြပါတယ်ဘုံဘုံအနေနဲ့ကလည်းဆုံးမဩဝါဒပေးရမယ့်အရွယ်လည်းမဟုတ်တော့ဒီပြူရောင်ပရာဟိတအသင်းတို့အသင်းသားများကို အကြံပေးလမ်းပြစကားလေးတွေတော့ပြောဆိုပြခဲ့တယ်ပေါ့ဒီဖြူယောင်ပရဟိတအသင်းတို့တင်သားများဟာငငယ်ရွယ်ရွယ်နဲ့သာသနာဝန်ကိုထမ်းဆောင်နေကြတဲ့ပုံကိုယ်ကြီးဖြစ်ပါတယ်သာသနာဝန်တန်းဆိုတာဖုံဖုံတို့ယဟန်တန်ဃာတွေမှာထမ်းရမှာမဟုတ်ပါဘူးလူတွေလည်းပဲမိမိတို့စွန့်နိုင်ရဘက်ကနေသာသနာဝန်ကိုထမ်းပိုးကြရမှာဖြစ်ပါတယ်ဒီဖြူယောင်ပရဟိတအသင်းတို့တင်သားများဟာဆိုရင်အများသူကတရားနာကြနိုင်ဖို့ တရားရည်အမြိုက်စည်းတွေတောက်သုံးနိုင်စေဖို့အတွက်အသွွန်ခွန်ဆိုင်တရားပွဲတွေဖြစ်မြအောင်ကြိုးစားအားထုတ်ကြတဲ့အဖွဲ့အစည်းတရားလည်းဖြစ်ပါတယ်။ဒါပရာဟိတာဆိုတာက မြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေလှုပ်တဲ့အလုပ်ဖြစ်ပါတယ်။ဘုံဘုံတို့ရဲ့သလောကလုံးရဲ့အရှင်သခင်ဖြစ်တော်မူတဲ့တပညုတ္တမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးပင်လျင်ပိဋကထမင်းသားဘောဟာတို့ကရတောတရာမိဖုရားကတာဥယန္တာလေးကိုဖွားမြင်တယ်။ ဒီတရင်ကိုတိတ်တရမင်းသားကြားတဲ့အခါလာဟုယာဟုဖမ်းတယ်လို့ငါဘဝကို ဖမ်းမဲ့တန်ရောစင်တစ်ခုတိုးလာပြီအမြန်ယုံထွက်မှဖြစ်မယ်လို့ဆုံးဖြတ်ပြီးအဲ့ဒီညတကောင်ရံမှာပဲဒီနန်စည်းစိမ်တွေကမိဖုရားနဲ့သားတော်တွေကိုပါစွန့်လွတ်ပြီးတော့တောထွက်ခဲ့တယ်လာကိုယာဟုဖမ်းတယ်လို့ဆိုတဲ့စကားကိုအကြောင်းပြုပြီးတော့သားတော်ရဲ့နာမည်ကိုယာဟုလာလို့အမည်မဲကြပါတယ် သားတော်လေးကိုဘွားမြင်တဲ့နေ့မှာပဲအဖေဖြစ်တဲ့ဘုရားလောင်းကစွန့်ပစ်ပြီးတောထွက်သွားတယ်ဆိုတော့သားလေးကိုမချစ်ဘူးလို့များထင်ကြမလားပေါ့ဒီနေ့ခင်မှာလဲတချို့အဖေတွေကမိသားစုကိုစွန့်ခွာပြီးတော့နိုင်ငံရခြားတွေပါတွေထွက်သွားကြတယ်အဲ့ဒါဘာဖြစ်လို့လဲလို့ဆိုရင် သားတို့ကိုချစ်လို့ဘာမဆိုမချိုးမတက်ပြည်ပြည်စုံစုံဖြစ်စေခြင်းလို့ပြောကြမှာပဲ ဒါပေမဲ့သူတို့ ရှာနိုင်သမျှဟာသူတို့ထင်ထားသလိုအရာရာမတောင်းမတမပူပင်ရအောင်ဆိုတာတော့မဖြစ်ကြဘူးပေါ့ရသမျှဟာစိုးရင်ပူပန်စရာတွေနဲ့အမြဲရှင်တွဲနေတာဖြစ်လို့ပစ္စည်းနဲ့ပိုင်ဆိုင်သူ ဆိုတာဥရာကအရင်ပြက်ပြီးနောက်ဆုံးတော့မျက်ရည်နဲ့နှုတ်ဆက်ခွဲခွာရတာမျိုးတွေကြီးပါပဲအလောင်းတော်သိတတ်ထာဟာဥယျာဉ်နဲ့ကိုလဲ့လေစဉ်ကတွေ့မြင်ခဲ့ရတဲ့သူအို သူနာသူတေဆိုတဲ့ အချစ်ခင်အတွက်တာယာဇုံတွေကိုစွန့်လို့ဆုံးရှုံးရတဲ့အတွက်ငိုကြွေးနေကြတဲ့သူတွေကိုအကြောင်းကိုကြံတွေးရင်းနဲ့တကူကောင်းအာယုံခံစားမှုအတွက်တွေ့တာတဲ့အချစ်ဆိုတာတကယ်အချစ်စင်မဟုတ်ဘူးဆွဲဆောင်မှုပြင်းထန်သလောက်ခန္ဓာရည်ချိနေတဲ့အတွက်သေးငယ်သေးတိမ်လာတယ်တဲ့တခဏအတွက်အင်အားပြင်းထန်ပေမဲ့ထာဝရအတွက်အင်အားချိနေတဲ့အရာဆိုတာအတုရောက်များတာဖြစ်တယ် တောင်းတခဏကျဉ်တ်တာယာမှုအတွေ့ပိစာရတဲ့မျက်ရည်နဲ့ငိုကြွေးရတဲ့အချိန်တွေဟာမတန်မရအတိုးကြီးလာပါတယ်။တလောကလုံးကိုအငိုရဖို့အတွက်မအိုမနာမသေးရာတရားမြတ်ကိုရှာတော့မယ်လို့ညဉ့်မြတ်မှုအတွက်ကြီးကျယ်တဲ့အရာအလုံးကိုစွန့်တော့မယ်လို့ဆုံးဖြတ်ချက်ချတော်မူခဲ့တယ်။မင်းသားရဲ့ကြံတွေးစဉ်းစားနေတဲ့အမှုရာတွေကိုတွေ့မြင်ပြီးခမဲတော်အပါအဝင်အလုံးကတည်ကြလို့ငိုကြွေးပြီးတော့တားမြစ်ကြတဲ့ကြားကပဲ။ အားလုံးကိုစွန့်ခွာပြီးတော့တောထွက်ခဲ့တယ်။တောထွက်ခါနီးမှာရတောတရားမိဖုရားကို ပြောဆိုပုံနဲ့ပတ်သက်လို့ရေးဖွဲထားတဲ့ကဗာကျော်ကဗျာလေးတခုရှိပါတယ်။အဲ့ဒီကဗျာလေးကအားလုံးထက်အစွန့်ရခက်တဲ့မိဖုရားတဲ့။တရဝအားလုံးကိုချစ်တာမို့ငါဟာမင်းကိုအချစ်ဆုံးဖြစ်တယ်ဆိုတာသိပါ။ပူဆွေးစရာကြုံရင်ငါတို့အခုပူဆွေးရခြင်းဟာကဘာပေါ်မှာငြင်းအေးဖို့အတွက် ညှော်လင့်ချက်ပဲတောကကြောင့်ကြတဲ့မျက်ရည်တွေဟာ လောကရဲ့မျက်ရည်တွေကိုဆေးကြောပေးမဲ့ကဘာပြုမိုးကြီးဖြစ်လာမယ်လို့ယုံကြည်ပြီးတော့မင်းဖြေတော့ကဘာကြီးမျက်ရည်ဆဲပြီးငိုဝဲရတဲ့အခါမှာအချစ်ဆုံးများဟာ ရှေ့ဆုံးကပါကြမယ်လို့ဖြောင်းပြပါတယ်တဲ့ဒီနေ့ချစ်သူတို့ကြတဲ့မျက်ရည်ဟာ နောက်တော့တလောကလုံးရဲ့မျက်ရည်တွေကို စေကြောပေးနိုင်တဲ့ကဘာပြုမိုးကြီးဖြစ်စေမယ်လို့ခရီးပေးလိုက်တဲ့သဘောပါပဲငွေကိုလိုချင်တဲ့သူဟာငွေကိုစွန့်လွတ်ရင်တီမြုံနိုင်ရသလိုမျက်ရည်စဲစေမယ့်တရားကိုရှာဖွေဖို့အတွက်မျက်ရည်တွေကိုစွန့်ပစ်ရင်တီမြုံနိုင်ခဲ့ပြီးတောထွက်ခဲ့ရတာပါအချစ်စင်မြတ်တာကိုပြဖို့အတွက်အချစ်တုကိုခွဲခွာခဲ့တာလို့ပဲဆိုရမှာပေါ့။ရာလောင်ကြီးဟာ အများရဲ့အကျိုးအများမျက်ရည်သိမ့်နိုင်ဖို့မျက်ရည်ဆဲနိုင်ဖို့အတွဲ အားလုံးကိုစွန့်လွတ်ပြီးတော့တော်ထွက်ခဲ့တယ်ဒါဟာ ပရဟိတအလုတ်အများအကျိုးကိုလှုပ်ဆောင်ဖို့ရန်အတွဲအထူးစူးစမ်းခဲ့တဲ့စံပြပရဟိတသမားကြီးပါပဲဒါကြောင့်မို့ဖြူရောင်ပရဟိတအသင်းတို့အသင်းသားများလည်းပဲ သာသနာတော်ကိုစတဲ့တဘော ထမ်းဆောင်ပြီးတော့နိုင်ရဘက်ကနေပေပိုးဆောင်ရွက်နိုင်ကြပါစေလို့ဆုတောင်းမေတ္တာပို့သပါရစေ။အားလုံးပဲကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာတော်မူကြပါစေ။